တာဒီဆိုပါခင်ဗျာကျွန်တော်ရဲ့ RVR Arkham မြန်မာ YouTube channel လေးကနေနှွေထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့တန်ဖိုးကြောကြာရခိုင်သားများကဏ္ဍကောင်းစင်အောင်ကနေပြီးတော့ကပသာသနာမျိုးအကျိုးဆရာတော်အချင်းဘဒန္ဒာစန္ဒရာမဏိအကြောင်းကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဆုံးအောင်နားဆင်ပေးကြပါအောင်ခင်ဗျာ ဗဒနာစန္ဒရာမဏိလောင်းလျာကိုရခိုင်ပြည်နေစစ်တွေခရိုင်မြောက်ဦးမြို့နေပပင်ခွင်ကျွရ၌ဖာခမီးတို့ဥအောင်ကျော်ဒီခံပါခင်ဗျာဖာခမီးတို့ဥကျော်အောင်မေတော်ဒိုမီဝင်းရေတော်က1885ခုနှစ်မေလ25ရက်နေ့1239ခုနှစ်ကဆုံလာပြည့်ကျော်တရင်နေအင်္ဂါနေ့မှာမိရှုတန့်စဉ်ဖွားမြင့်လို့မူခဲ့ပါတယ်။မွေးချင်း၃ရောက်ရှိတဲ့အနေနဲ့ ဆရာတို့သည်အကြီးဆုံးသောဩဒတာဖြစ်ပါသည်အသက်၁၂နှစ်အရွယ်တွင်ဘာကြီးတော်ဆက်သူဆရာတို့အချင်းဗဒန္ဒာစန္ဒီမာစန္ဒီမာရာမကျောင်းစစ်တွေထံတွင်ရှင်သာမဏေဘုရားဖြင့်ဗေဒကစာပေများကို သင်ယူခဲ့သည်ထို့နောက်မွန်တမင်မြို့ကတိုးကိုဟွန်ကျောင်းမန္တလေးမြတောင်ကျောင်း၌ဗဒမြတိုင် ထင်မကန်တိုက်နဲ့ဝိသုဒ္ဓယုံကြောင့်တိုက်ဆရာတို့ဘုရားကြီးထံတွင်ပိဋကတ်ကျမ်းဂန်များနဲ့ကိုနှစ်နှစ်ဆက်ဆက်တင်ယူလေ့လာခဲ့သည်တိလင်္ကာနိုင်ငံသားအရှင်အနာဂါရိကဓမ္မပါဏာယီပင်ဖြစ်ချေအရာ ရှင်သာမဏေဘဝဖြစ်ပင်1890ခုနှစ်နိုဝင်ဘာလတွင်အစိုးရအရာရှိဦးတာတို့ဝင်နှင့်ပြည်တွင်းအဖွဲ့အရာရှိတို့လိုက်ပါပို့ဆောင်၍အိန္ဒိယနိုင်ငံသို့ရှားရှိလာခဲ့သည်ထို့နောက်ယေမန်ခြေကြီးမှစွာဖြင့်ဟိုင်းဒီ တက္ကသအစသောဘာသာစကားများကိုအာချိုမန်တဲ့လေလာတင်ယူခဲ့ပြီး2269ခုတဘောလေလာဆန်ကိုရင်းနေတွင်ဂုံတိကြီးဘူးချွေစာဦးဒိုမီရှန်တို့၏ပြစ်စရာနုကဟာတို့ဖြင့်ပင်္ဂလားဒေ့ရှ်နိုင်ငံပန်းဝါမြို့တွင်ဂျဟန်ဖြစ်သောရှားရှိတော်မူခဲ့သည်ဆရာတော်ကြီးကဘာသဒနာပြုဖြစ်လာဖို့အတွက် ဖန်လာတဲ့အကြောင်းတရားဟာလည်းစိတ်ဝင်စားစရာကောင်းပါသည်တနည်းဘုံမကြီးအိုရကာဥတနည်းဘုံမကြီးအိုရကာဥတုတော်ဓမ္မပါဠိတော်သည်တရားတိစုရရှိဥစန္တိမာရမကြောင့်တိုက်တော်ရှာရှိလာလေသည် တို့ရောက်ချီလာခိုက်တွင်ဆရာတော်ဘုရားမှာရှင်စန္ဒနှင့်ရှင်သူရိယမြည်သောရှင်နှစ်ပါးအားဓိကကျိုးစာဝါကိုပို့ချတော်မူနေစေ ဖြစ်လေသည်မြို့လူကြီးတို့ကဆရာတော်ဘုရားထံမှာတို့ချောင်းသာရခြင်းအကြောင်းဆုံးကိုအခန့်တို့နှုတ်ဦးတော်အားနှွန်ပြ လက်ညွန်ပြပြကဖြင့်ရှားထားကြလေရာဆရာတို့ကြီးကမိမိလေးများစွာဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းတာတူလေးခေါ်ပါကြောင်းတို့တို့ဤသို့ကိစ္စရာကြီးတွင်ချင်းစန္ဒရအာဆင်စန္ဒအာမိမိတာတပိဖြစ်တော်လေစေတလုံးမတက်လို့ကြောင်းချင်းစန္ဒဤသဘောတိုင်းသာဖြစ်စေခြင်းကြောင်းသူအာမေးမြန်းကြပါဟုအမိန့်တော်ရှိလေသည် လူကြီးများကဆရာတော်ဘုရားကြီးထံမှာတွင်ပစိတ်ဒုတုံလေးရဲ့မျက်လွှာချကနားဆွဲနေသောရှင်ဆန္ဒအားမရှိမဒေတာနှင့်ပရိယတ်ဒီကိုဆက်လက်တင် जा ရန်ဘုရားသာသနာပြုလုပ်ငန်းအတွေ့မဟာဗောဓိဌာနသို့လိုက်ပါမည်လို့ဟုမေးမြန်းချနေသည်ဤတွင်ရှင်ဆန္ဒမှာချက်ချင်းအပြည့်မပေးနိုင်သေးပေအထက်ထက်အဖန်ဖန်စဉ်စားဆင်ခြင်ပြီးတော့မိမိတကိုယ်တည်းထဲရှင်သူရိယလေးလိုက်ပါနိုင်ပါကတာရွေးကောင်းပြီဘုရားဟုဆရာတော်ဦးစံဒီမှာအရှင်အားဥတင်ရှားထားလေး ရှင်ရီရှင်သူရိယာမင်းမြန်ကြည့်ပြန်ရရှင်စန္ဒနေဆိုလျင်လိုက်ပါမည်ဟု ဖြေတော်မူလေသည်ရှင်စန္တိမဆရာတော်ဘုရားအာရွှင်လန်းစွာဖြင့်တာမဏေနှစ်ပါးတို့ကသူတို့တဘောတိုင်လိုက်ပါမည်ဟုကတိပေးကြပါပြီတုံးနေဤတာမဏေနှစ်ပါးတို့အားဓဂါကြီးတို့၏စန္ဒအတိုင်းစီမံဆောင်ရွက်ကြရန်အနံပါသည်တဘောတူခွင့်ပြုပါသည်ဟုမိန့်တော်မူလေ၏မြို့လူကြီးများနေတော့ကွာဘုံမကြီးအိုရာက ဥဒ္ဓမပါဠိတော်သည်အလွန်မှန်းမြောက်အကြပြည့်လျင်တပည့်တော်တို့သည်အစပထမ၌တာမဏေရှင်ဆန္ဒတပါးကိုတောင်းဆိုပါသည်ကံကောင်းထမ၍တာမဏေရှင်သူရိယကိုပါရရှိပါ၍အထုပင်ဝမ်းမြောက်ပါသည်ပွဲတော်အရာဆိုပါလျင်လေဆန္ဒသူရိယလနှင့်နှစဉ်ထွက်ပေါ်လာပြီးဖြစ်၍မံမုတ်ချမြတ်စွာဘုရားသာသနာတော်သည်တိုးတက်ထွန်းကားတရားစီပင်လာမည်အတိတ်နမိတ်ဖြစ်ပါကြောင်းနှင့်ချောက်ထားကြလေသည်ယခုအချိန်ကတောတနင်းလ ွားတွင်ရာသီဖြစ်နေပါ၍တပည့်တော်တို့နှင့်အတူပင့်ဆောင်ရာမဖြစ်နိုင်သေးသောလေတည်င်းကျွတ်လျင်ဤစစ်တွင်မြို့မှစစ်ကေတော်ကြီးနှင့်အခွန်ဝန်တို့ဥဆောင်ကလူပေါင်း30စီပါသောအဖွဲ့နှစ်ဖွဲ့ခွဲ၍အိန္ဒိယသို့ဖျားဖူးရန်လာရောက်ကြမည်ဖြစ်ပါသည်ရှင်စန္ဒနေရှင်ဒုတိယတို့အားဖျားဖို့အဖွဲ့နှစ်ဖွဲ့နှင့်အတူပါနိုင်အောင်စစ်တွင်မြို့မှမဟာဗုဒ္ဓအသင်ကတာဝန်ယူမည်ဖြစ်ပါသည်တပည့်တော်တို့ကကလန်ကတမြို့မှစောင့်ကြိုကာဘုဒ္ဓဂါယမဟာဗုဒ္ဓဌာနသို့ပင့်ဆောင်ပါမည်ဖျားဟုစရှိ၍ချထားကြလေသည် အစီအစဉ်များကိုရှင်းထားခဲ့ကြပြီလျင်ဗိုလ်မှူးကြီးအိုရာခေါနဲ့ဥတုတော်ဓမ္မပါဠိတော်သည်ကာလကတ္တမျိုးတို့ပြန်သွားကြလေသည်ရှင်ပုဂ္ဂိုလ်ကြီးတို့သည်ကမ္ဘာကတားမျိုး၊နယူးဒေလီမျိုး၊ပုံပိန်မျိုး၊မဒရက်မျိုး၊စာတော်မျိုးကြီးများတို့၎င်း၊တီဟိုကျွန်း၌၎င်း၊အယူဝါဒချင်းတူတို့သူများနှင့်စုစည်းလျက်မဟာဗုဒ္ဓအသင်အတ္တိကိုဖွဲ့စည်းတည်ထောင်ကြလေသည်။ကာလာအကတားမျိုးတွင်လည်းရခိုင်မျိုးသားပွေစားကြီးများစုပေါင်းလျက်မဟာဗုဒ္ဓအသင်တစ်ခုကိုတီချာဖွဲ့စည်းတည်ထောင်ကြလေသည်။ 1252ခုနှစ်တစောင်းမုံလာတို့ရောက်သောအခါစစ်ကေကြီးတတော်ဝင်နှင့်ဘုဒ္ဓတော်ဝင်နှင့်အခွန်ဝန်တို့ဦးဆောင်၍လူပေါင်း30စီပါသောဘုရားဘုရွယ်နှစ်ဘွယ်တော်နှင့်အတူဥစံတိမှာဆရာတော်ဘုရားဤတပည့်ငယ်ရှင်ဆန္ဒပြီးစစ်တွေမြို့မှာ ကာလကတ္တမြို့သို့လိုက်ပါရနေပြီရှင်ဆန္ဒနှင့်အတူ ရှင်သူရိယပြန်ခက်ပီယာဆောင်သာတတော်ဦးလေးအဖို့ဖြစ်ပါလေသည်စစ်တွေမြို့သူမြို့သားအပေါင်းတို့သည်လည်း ပင်လေကူးသင်ဖို့စိတ်တော့ဝမ်းမြောက်ဝမ်းသာနဲ့တောင်းတဖြားဖြားလိုက်ပါပို့ဆောင်ကြနေသည်အိန္ဒိယတို့ရောက်တော့အခါရင်းရှင်သာမဏေများနဲ့ရင်းရှင်သာမဏေများသည်ဗုဒ္ဓဂါယာရှိမင်းတို့ဘယင်ဆောက်လုပ်လူတန်းခဲ့သည်တဆောင်းတွင် ။ပြီးဟောဘုန်းကြီးတစ်ပါးနဲ့အတူနေထိုင်ကြလေသည်။ဗုဒ္ဓဂါယမဟာဗုဒ္ဓမှာဟိန္ဒူဘုန်းကြီးမဟန့်အစစ်စစ်ဤလက်ထင်၌ရှိလာခဲ့သည်ဖြင့်ထိုအချိန်ကမဟန့်သည်အိန္ဒိယပြည်၌တက်တော်မြင့်နေရာတို့တွင်ဖြစ်ပျောင်းနေထိုင်ပြီးတက္ကရာဘာသာနှင့်ဗုဒ္ဓစာပေများကိုသင်ကြားလေ့လာသည်။ထို့နောက်မြန်မာပြည်သို့နှစ်ကြိမ်ပြန်လာခဲ့သည်။အိန္ဒိယဒုတိယအချိန်တွင်မူမော်လမြေမြို့နှင့်မန္တလေးမြို့တို့တွင် အကျော်အမော်ဆရာတော်များထံပိဋကတ်စာပေများကိုသင်ကြားစေပူလေလေ1903ခုပန်းဝါမျိုးယခုရာမုန်၌အရှင်စန္ဒရမဏိယဟန်ခံလေသည်ရှင်စန္ဒရမဏိကိုယဟန်ခံပေသူများမှာမိစိမဒေသာသောဖျားဘူးကြွားကြသည့်ဝိတုဒ္ဒရုံဆရာတော်အမှုရှိသောဆရာတော်တန်ဃာတော်အပါလေးစီဖြစ်လေသည်ထို့နောက်ဦးစန္ဒရမဏိသည်အိန္ဒိယပြည်သို့ကြွားချီ၍ ကုတင်နာရုံ၌တည်င်းသုံးသည့်ထိုအချိန်မှစပြု၍မြန်မာနိုင်ငံသို့တခတ်သာကြွားခဲ့ပြီးကုတင်နာရုံ၌ပြန်လည်တော်မူသည့်အထိစစ်တိုက်တည်င်းသုံးခဲ့လေသည်ဟူဆန်ဒရာမနီသည်ကုတင်နာရုံတို့ကုတင်နာရုံကိုတိုးချင်းရသူဖြစ်ပြီးသူရခါစားကကုတင်နာရုံတွင်ဗုဒ္ဓအထိမ်းအမှတ်အစာအုပ်များမှာတိုးထဲခြုံထဲတွင်မြုပ်ွေရည်နေသည့်ယခုအခါတွင်ဟူဆန်ဒရာမနီတီထွန်းဖန်တီ တီထွင်ကျိုးပန်းချက်ချောင်းကုသိနာတော်သည်ဗုဒ္ဓကပ္ပဗုဒ္ဓဘာသာဝင်တို့၏အာယုံကိုဆွေးဆောင်နိုင်သည့်ဗုဒ္ဓတတ္တဌာနတစ်ခုဖြစ်နေပေပြီတို့ကြီးမြေမြေဖြစ်နေသောမိဂတော်ကိုခုတ်ထွင်ရှင်းလင်းပြီးယနေ့အခြေအနေမျိုးဖြစ်အောင်ဖို့ထုတ်စီမံပေးသူမှာတီဟိုနှင့် ဒီဟောအမျိုးသားအနာဂါရိကဓမ္မဘာနာဖြစ်သည်ကုတိနာရုံကိုဗုဒ္ဓပရိနိဗ္ဗာန်ဆင်ရဌာနဖြစ်ကြောင်းကဘာကတိအောင်ကျိုးပန်းဆောင်ရွက်သူမှာရခိုင်အမျိုးသားဆရာတော်အရှင်ဥစ္စန္ဒရာမဏိပင်ဖြစ်ပါသည်ဥစ္စန္ဒရာမဏိသည်ကုတိနာရုံ၌ဗုဒ္ဓဘာသာထွန်းကားပြန်ပါ၍အတွေ့တာမကကျိုးပန်းဆောင်ရွက်သူမဟုတ်ပေရချိုးရွာချိုးနေပေအချိုးကိုလည်းအသေးပိုးဆောင်ရွက်ခဲ့သည်စန္ဒရာမဏိအခမေစာပေကြောင်းနဲ့ မဟာဝီရအထက်တန်းကျောင်းကိုဖွင့်ပေးလေသည်အထက်အနီနာပတ်ဝန်းကျင်မှာရွာသူရွာသားများမှာသူ၏ကျေးဇူးကြောင့်ပညာသင်ကြားဆေးပုခွင့်ရကြလေသည်ဦးစန္ဒရာမဏိသည်ပြည်စိမဲ့များအတွေ့အာကိုအားထရာဖြစ်လေသည်ကျောင်းသားနှင့်ဆရာများအတွေ့မိဘတပွေဖြစ်လေသည်ကုတီနာရုံတဝိုင်းမှာလူထုများမှာသူ့ကိုအလွန်ချိုးတည်လေးစားကြလေသည် သူ့ကို မြန်မာလူမျိုးများကဥစ္စန္ဒရာမနီဟုခေါ်ကြတော်လေအနိနာပတ်ဝန်းကျင်တဝိကအိန္ဒိယအမျိုးသားများကမူစန္ဒရာမနီဘာဘာဟုခေါ်ဆိုဂျိုတီလင်းမြတ်စွာခေါ်ကြနေသည်ဥစ္စန္ဒရာမနီသည်စာပေပညာအကြံ၌လေးထင်မြတ်သူဖြစ်လေသည်တို့ဤတရားအစုံမှကိုနာယူရန်အတွက်နေစဉ်မပြတ်လူအများသည်သူ့အနေတွင်ဝန်းကျင်နေတတ်သည် သူတက်ကျွန်းသောဘာသာစကားများမှာပါဠိတက္ကသမြန်မာပင်ဂလီဟိန္ဒီတို့ဖြစ်လေသည် သူဟိန္ဒီဘာသာဖြင့်ရေးထားသောဓမ္မပဒဒီကာမှာ1909ခုနှစ်ကအပေါ်နဲ့ထုတ်ဝေခဲ့သောနမေဂျိုကျမ်းစာအုပ်တော်ဖြစ်သည်။ထိုအချိန်ကဟိန္ဒူဘာသာဖြင့်ရေးသားထားသောဗုဒ္ဓဘာသာကျမ်းစာဟူ၍မရှိသလောက်ပင်ဖြစ်ခဲ့သည်။သူ၏တရားအစုံမှကြောင့်အိန္ဒိယအမျိုးသားများထက်မှယဟန်တာမဏိဖြစ်သောသူများနှင့်သူ၏တပည့်တပန်များထက်မှယနေ့အိန္ဒိယပြည်ဗုဒ္ဓဘာသာလောကတွင်အထင်ပေါ်ကျော်ကြားနေသောပုဂ္ဂိုလ်တို့များများရှိပေသည်။မိဂါတဝန်ဥက္ကဋ္ဌိမာနှင့် ဓမ္မဒူတာမဂ္ဂဇင်းအက်ဒီတာမိခတော်မဟာဗောဓိအသင်ကောင်းဆောင်ဘိက္ခုဓမ္မရခိတတို့သည်သူဤတပည့်များဖြစ်လေသည်သူဤတပည့်ဓမ္မများသည်အိန္ဒိယပြည်နှင့်သာမကနေပေါ်နိုင်ငံ၌လေပြန့်နှံ့နေသည် ဟုတ်စန္ဒရာမဏိသည်ဏိဘောပြင်းနှင့်လည်းပြင်းနှင့်လည်းဗုဒ္ဓဘာသာပြန်ပွားထွန်းကားရေးကိုဆောင်ရွက်လေသည်ဏိဘောပြေယခုလည်းရှိ ထေရဝါဒဗုဒ္ဓဘာသာကိုစတင်ပြီးတော့မြှောက်ခေသူမှာဥစန္ဒရာမဏိသာလည်းဖြစ်လေသည်ဏိဘောလူမျိုးဗုဒ္ဓဘာသာရှင်သာမဏေများနှင့်ဥပဒကဥပဒကမတော်သည်သူဤတပည့်တပန်အဆက်အနွယ်များပင်ဖြစ်ကြသည် အိန္ဒိယပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ပြည်သူ့ကာကြီးဟုအမည်တွင်သောအိန္ဒိယဇန်နေကောင်ဆောင်အိန္ဒိယတရားဌာနဝန်ကြီးဒေါက်တာအမ်ဘယ်ဒေကာသည်ဥဆန်ဒရာမနီကိုအထူးကြီးညိုလေးစားသည် 1956ခုနှစ်ကအိန္ဒိယပြည်ဗုဒ္ဓဘာသာသမိုင်း၌မှတ်တမ်းတင်ရမည့်အဖြစ်အပျက်ကြီးတစ်ခုဖြစ်ဖြစ်ခဲ့သည်။ယင်းအဖြစ်အပျက်ကဒေါက်တာအမ်ဘေဒကာဦးဆောင်သည့်အဖိနစ်ခံအိန္ဒိယဆန်နိုင်များသိန်းနှင့်ရှိ၍ဗုဒ္ဓဘာသာဝင်ခေချခြင်းဖြစ်လေသည်။ထိုစဉ်ကဗုဒ္ဓဘာသာဝင်ခေချသည့်လူဦးရေမှာတစ်နှစ်တည်းတွင်9သိန်းရှိလေသည်။ ိုစင်ကဒေါက်တာအမ်ပေတေကကိုတိုင်နဲ့သူ့နားလိုက်များသည့်ကုသနာရုံဆရာတို့ဥစန္ဒရမဏိရှင်မနိုင်တရဏဂုံရွတ်ဆိုရဲ့ဗုဒ္ဓဘာသာဝင်အဖြစ်ကူပြောင်းခဲ့ကြလေသည်တို့ဖြစ်၍ဥစန္ဒရမဏိအမည်နာမသည်အိန္ဒိယအဖိနှက်ခံဇက်နိုင်တို့၏ကေတန်ရေးတမိုင်း၌တမိုင်းနှင့်အိန္ဒိယဗုဒ္ဓဘာသာတွတ်တက်ပြောင်းလဲရင်သည်ဥစန္ဒရမဏိခြေစူကအလွန်ကြီးမားလာပါသည် ဆရာတော်ဦးစန္ဒရာမဏိအရှင်သူမြတ်ဒီဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သောဓမ္မပါဒပါဠိတော်ကိုဟိန္ဒူဘာသာသို့ပြန်ဆိုပြီးလျှင်ခရစ်နှစ်1909ခုနှစ်တွင် စာအုပ်ရေးတထောင်ချိန်နေပြီးအိန္ဒိယပြည်နှင့်ထိရောက်မည်နေရာအသီးသီးသောဝေင့လူတန်းလေတော်တော်တရားမြည်သော ကျမ်းစာနှင့်အိစနနိဒံစေချံကြီးကိုလည်းတတကရတက္ကရဘာသာမှာမြန်မာဘာသာသို့ပြန်ဆိုပုံနှိပ်ပြန်လေသည်ထို့ပြင်မဟာသတိပဋ္ဌာန်တော်အနတ္တလက္ခဏာတော် သင်္ခာတန်ခီတိတော်စသည်တို့ကိုလည်းပါဠိဘာသာမှာဟိန္ဒူဘာသာတို့၎င်းသက္ကတဘာသာတို့၎င်းပြန်ဆိုရေးသားလေတို့ကြောင့်ဗုဒ္ဓဘာသာဆရာတော်တို့ကိုလည်းလာသူအိန္ဒိယနိုင်ငံသင်ရသားများနားလေသိရှိသိခံပါခင်ဗျာထို့ပြင်ဗုဒ္ဓဘာသာတရားတော်တို့ကိုလည်းလာသူအိန္ဒိယသင်ရသားများနားလေသိရှိတည်ဝင်လာအောင်ဟိန္ဒူဘာသာပြန်၎င်းသက္ကတဘာသာပြန်၎င်းခြေသားကဗုဒ္ဓသာသနာတို့၏အကျိုးကိုကြီးစွာသောလုံလာဖြင့်မနာမနေဆောင်ရွက်တော်မူခဲ့သော အာသနာအာဇာနေယဟန်တို့တပါပင် ဖြစ်လေတော့သည်တက်တော်80တိခံပါခင်ဗျာတက်တော်တရားဝါတော်80ရှိအိန္ဒိယပြည်ကုသနာရုံဆရာတော်ဦးစန္ဒရာမဏီသည်7ရက်9လ1982ခုနှစ်ကပရိဘဝနဲ့ထံပြန်လည်တော်မူသွားပြီး အထက်ပါသတင်းသည်မြန်မာပြည်ဗုဒ္ဓဘာသာလောကအတွင်းထူးခြားလာမည်မဟုတ်တော့လေအိန္ဒိယပြည်ဗုဒ္ဓဘာသာလောက၌ကတုံ့နှုတ်သွားမည်သတင်းဖြစ်သည်အကြောင်းမူကားဥစ္စန္ဒရမဒီသည်ဗုဒ္ဓဘာသာကိုပြသွားသည်အိန္ဒိယပြည်၌ဗုဒ္ဓဘာသာကိုထွန်းကားလာရှစ်ဆောင်ရှိရွေးပြုခဲ့သူများနှင့်တူအပါဝင်ဖြစ်သည့်ပြင်ယနေ့အိန္ဒိယပြည်ဗုဒ္ဓဘာသာလောက၌ဝါအကြီးဆုံးအသက်အကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်သူကြောင့်ပင်ဖြစ်ပါသည်ဗုဒ္ဓဘာသာသည်မိမိဇာတိဖြစ်သည့်အိန္ဒိယပြည်၌အချိန်ကြာမြင့်စွာတင်မြုပ်ပြောက်ွယ်နေခဲ့သည်ဗုဒ္ဓ ္ဓဘာသာနိုင်ငံများမှာပုဂ္ဂိုလ်များသည်ဗုဒ္ဓဘာသာတင်မြှောက်ပြောက်ဝင်နေသည့်အိန္ဒိယနိုင်ငံ၌ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးကိုချိုးပန်းဆောင်ရွက်ကြနေသည်။ယင်းသို့ဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များအနေဒီဟိုနိုင်ငံမှာအနာဂါရိကဓမ္မပါဠိရှိတယ်မှာပုဂ္ဂိုလ်တို့ဖြစ်တဲ့ကိတော့မြန်မာနိုင်ငံမှာကမ္ဘာသာသနာပြုမထေကျော်ဦးစန္ဒရာမဏိတိလေတခုအပါဝင်ဖြစ်ခဲ့လေသည်။ နားဆင်ပေးကြရတဲ့ကျွန်တော်ရဲ့မိဘပြည်သူညီကောင်မတော်မအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နာမည်ရရှိတွင်ပါလေတန်ဖိုးကြိုချာရခိုင်သားများကောင်းစင်အောင်ကနေပြီးတော့ Facebook ကိုရဲ့အကြောင်းကိုဆက်လက်တင်ဆက်သွားမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို Like and Subscribe လေးလုပ်သွားပေးကြပါအောင်ခင်ဗျာ။အားလုံးပေးခင်ကြမ်းပါကြပါစေ။